အခုဒီဗီဒီယိုမှာတော့ chapter 4ကျေးဇူးဆက် implants and animals တွေကတရိတ်ဆန်တွေရဲ့ယောဂါတွေအပိုင်းကပေါ့နော်ကာဒီခုမကူဆန်နိုင်တဲ့ယောဂါတွေရဲ့ကမှဒီ cardiovascular disease ဆိုတဲ့ဒီနှလုံးယောဂါအကြောင်းအဲ့နှလုံးယောဂါကိုအာရှိမှာပေါ့နော်ထိ ंछ ုပ်အာနှလုံးယောဂါဖြစ်စေအရာတွေမှာဘာလို့ဆိုရင်ထိ ंछ ုပ်လို့ရပြည်ပြောင်းလဲလို့ရတယ်အကြောင်းတွေအားမှာအပိုင်းတစ်အပိုင်းတစ်ဆိုပြီးတော့ခွဲပြော ရှင်းပြခဲ့ဘာဖြစ်လို့လဲဆိုတော့ဒီအပိုင်းတစ်ကကြားအောင်ရှင်းတဲ့အတွက်ကြောင့်အာခွဲပြီးရှင်းပြဖြစ်တယ်ဒီမှာဆိုရင်ဒီမှာကသူ့ရဲ့ကျန်တဲ့ဒီမှာအရှိမဘာကိုရှင်းပြပေးခဲ့ပြီးလဲဆိုရင် smoking ရဲ့ကျွန်တော်ဗာလက်စီဒန်ဒရီလိုင်းစတိုင်ကိုရှင်းပြခဲ့ပြီးဖြစ်တယ်ဟုတ်ဒီဗီဒီယိုမှာကတော့ဘာရနေစမဆိုရင် high blood pressure သွေးတိုးခြင်းဒီမျိုးရောဖြစ်စေတဲ့အကြောင်းအရင်းတွေကမပြည့်ပြည့်ပြောင်းလဲရတဲ့အကြောင်းရင်းလေးချက်တွေကဘာလဲဆိုရင်သွေးတိုးခြင်းအကြောင်းကိုဆက်ပြီးရှင်းပြပါမယ် high blood pressure တွေ့တွေ့ချင်း heavy blood pressure heavy ဆိုတာကျန်းမာဆုံး blood pressure ဆိုတာကသွေးဖိအားကျန်းမာတဲ့သွေးဖိအားဆိုလို့ရှိရင်လူတွေကလူမှာသွေးဖိအားရှိရင်ဘယ်လိုသွေးဖိအားတိုင်းလဲဆိုရင်ဒီလိုမျိုးပေါ့နော်သွေးဖိအားတိုင်းစမ်းတဲ့ဒီလိုမျိုးတိုင်းလိုက်ရင်မှာဘလောက်ဘလောက်ပေါ့နော်120 80ဆိုရင်အဲ့လိုမျိုးပေါ်လာရရှိတယ်အဲဆိုရင် is around နဲ့ပတ်ဝန်းကျင်မှာရှိပါတယ်120 mm မှာရှိ120 mm ဟာပတ်ဝန်းကျင်မှာရှိရဲ့ဘယ်ချိန်မှာဆိုရင် joint system system ဆိုတာဘာလို့ပြောလို့ရလဲဆိုရင် နှလုံးကျုံလိုက်တဲ့အချိန်စစ်စိုးဆိုတာနှလုံးကျုံလိုက်ပြီးတော့နှလုံးကညှစ်ထုတ်လိုက်ညှစ်လိုက်တဲ့အချိန်မှာသွေးတွေကအာကျန်တဲ့ခန္ဓာကိုပိုးလွှတ်လိုက်တဲ့အချိန်အဲ့အချိန်မှာဆိုရင်120 mm mercury ရှိပြီးတော့ around 80 mm mercury အဲဂျွေးဂျဲဒိုင်စတိုဖယ်ယာစိုးဆိုတာနှလုံးဖြည့်ရောလိုက်တဲ့အဲအချိန်ဂျွေးကာလမှာဆိုရင်လည်း80 mm mercury ပဲရှိပါဘူးနှလုံးဖြည့်ရောလိုက်တဲ့အခါဆိုတာဘာလဲဖြစ်နှလုံးကလည်းသွေးကိုအာတခြားနေအောင်ပိုးတဲ့ ခိုးတဲ့အချိန်မှာခဏနားလိုက်တာမပို့ဘဲနဲ့ခဏနားပြီးတော့မှပြန်ပြီးမှပြန်ပို့တာပေါ့နော်အဲ့လိုခဏနားလိုက်အချိန်မှာကျတော့ဘယ်လောက်ကြီးလဲဆိုရင်80မီလီမီတာမာဂျူရီဆိုပြီးတော့ရှိပါတယ်တဲ့အဲဆိုတာဘာလဲဆိုရင်ဒီပုံမှန်သွေးဖိအားပေါ့နော်ဘာလို့ပုံမှန်သွေးဖိအားကိုပြောလဲဆိုရင်ဒီမှာသွေးတိုးခြင်းဆိုတာပေါ့နော်သွေးတိုးခြင်းသွေးဖိအားမြင့်နေဆိုတာဘယ်လိုမျိုးအခြေအနေမျိုးကိုသိကျင်နေဆိုရင်ပုံမှန်အခြေအနေမှာဆိုရင်ပုံမှန်အခြေအနေက120 80ရှိရဲ့ဆိုရင်အာဟုတ်ပါ120 80ရှိရဲ့ဆိုရင် ဒီထက်နည်းမယ်130တို့130 80တို့ဒါတို့ဒီထက်များမယ်140ဟာ140 90တို့ဟုတ်ပြီများတယ်ဆိုရင်ဒီ120 80ထက်များတယ်အနည်းတယ်ဆိုရင်130 80တဲ့နည်းအဲ့လိုမျိုးခွဲခြားသိနိုင်မှုအတွက်ဆိုရင်ဘာလို့လဲဆိုရင်သူရဲ့ average ပေါ့နော်ပုံမှန်အချိန်မှာရှိတဲ့တွေ့ဖြစ်အောင်သိဖို့လိုပါတယ်အဲအကြောင်းဒီမှာပုံမှန်အချိန်မှာရှိတဲ့တွေ့ဖြစ်အကြောင်းသူပြောတယ်ဒါဆိုနောက်တစ်ခါဆိုရင် high blood pressure ဆိုတဲ့အတိုင်း ဟုတ်ပြီတွေးတိုးတဲ့အချိန်ဒီတွေးဖျားများအချိန်မှာဆိုရင်ဘယ်လောက်ရှိမလဲကြောင်းဆက်ပြောပြပါမယ် if the blood pressure if အကယ်၍ the blood pressure တွေးဖျားဆိုရင် is regularly if a ပုံမှန်အားဖြင့်အထက်မှာရှိနေမယ်အ140 90အ140ဆိုတာဒါစစ်စတိုးပြောတာအာ90ဆိုတာဗာလဲဒိုင်ယာစတိုးအခြေအနေကိုပြောတာအမြဲတမ်းမှတ်ထားရမှာဗာလဲဆိုရင် အရှိမရေးတဲ့ကောင်အမြဲများပါပဲနော်အရှိမရေးတဲ့ကောင်အမြဲများတယ်ဒီမှာဆိုလဲအရှိမစစ်စတိုးရေးတယ် စစ်စတိုးရင်လာစစ်စတိုးရင်လာဒီကောင်ကဘာလဲများရပေါ့နော်အရှိမရေကောင်များရအရှိမရေကောင်ကဘာလဲစစ်စတိုးဖြစ်တယ်အဲဆိုကျန်တဲ့ဟာနောက်တစ်ခုက diastole လို့ရေးဖို့ပဲကျန်လို့လေအားကြောင့်အာပေါ့နော်တကယ်အသုံးဝင်တဲ့နည်းလမ်းပါပေါ့နော်အာဒီလိုမျိုးပဲမှတ်သားစေချင်ပါတယ်ဘာလို့ဆိုတခုကိုကိုရအောင်မှတ်တာ130ကစစ်စတိုးဆိုသေးကျန်တဲ့ဒါကိုမှတ်မြင်80 diastole ဟုတ်ပြီ140ကစစ်စတိုးဆိုရင်အရှိမဆိုရင်နောက်က90ပေါ့နော်အာ90က diastole အနောက်မှာရှိနေဆိုလို့မှတ်လို့ရပါတယ် ဒါတော့ကြောက်မှာ120 80ကိုမှတ်ထားမယ်ဆိုရင်နောက်တစ်ခါ140 90ကိုနော်အဲ့လိုမှတ်လို့ရပါတယ်။အဲ့ဒီ140 90ဖြစ်ကြ is a sign သင်္ကေတတစ်ခုဖြစ်ပါတယ်။ high blood pressure သွေးပြာများခြင်းရဲ့သင်္ကေတဖြစ်တယ်။အဲ့ဒါကိုနောက်တစ်မျိုးအနေနဲ့ဘယ်လိုခေါ်လဲဆိုရင် hypertension hypertension သွေးတိုးခြင်းရဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်တဲ့။အဲ့ hypertension ကဘာလဲဖြစ်နိုင်တယ်လဲဆိုရင်ဒီလိုမျိုး140 90ဖြစ်ခြင်းဘာလဲဘာရဲ့သင်္ကေတလဲဖြစ်နိုင်တယ်လဲဆိုရင် is a sign သင်္ကေတတစ်ခုဖြစ်နိုင်ပါတယ် atherosclerosis ။ Arthroscleros ရဲ့သင်္ကေတတစ်ခုဖြစ်နေပါလေ။အရှိမတင်ခဲ့ပြီးတဲ့နှလုံးရောဂါကိုအစဖြစ်စရာပါလေဆိုရင် Arthroscleros ။ဒါမျိုးတွေးပြရာတိုးခြင်းနေရပါလေ။ Arthroscleros ကြောင့်လည်းဖြစ်နိုင်ပါ။ Arthroscleros ရဲ့သင်္ကေတတစ်ခုလည်းဖြစ်နိုင်ပါလေတဲ့။ The blood pressure 90ဒီတွေးပြရာကတိုးတိုးသွားမယ်။ And when the walls of the artery ဘယ်အချိန်မှာလဲဆိုရင် the walls of the artery artery ဒီတွေး artery ဆိုတဲ့တွေးကြောရဲ့ wall နေရံ အဲမှာ become less အဲယောနေသွားမယ် flexible သူရဲ့အဲသူရဲ့ပေါ့နော်ဒီ flexible ဖြစ်တယ်ဆိုတာဘာလဲဆိုရင်အဲသူရဲ့ပုံပြောင်းနိုင်တယ်ပေါ့နော်သူရဲ့ဒီပေါ့ဒီ flexible ဖြစ်နိုင်ဆိုရင်ပေါ့ flexible ဖြစ်နိုင်တယ်ဆိုတာက သူ့ရဲ့ဒီ line လုံးညီချွေနိုင်စမ်းပေါ့နော် flash save ဖြစ်တယ်ဆိုတော့ line လုံးညီချွေနိုင်စမ်းပါဆိုရင်တွဲကြောကဘာသူရှိသိရှိလိုက်တဲ့ပုံရှိရမယ်ပေါ့နော်အဲ့မှာ flash save မဖြစ်တော့ဆိုရင်ဘာလဲဆိုရင်တွဲကြောကဒီနေနေရာမျိုးမှာဒီ break light တွေရှိလာကြတယ်တော့မှားသွားတယ်မှားသွားပြီးတော့ flash save မဖြစ်တော့တွဲတွေကောင်းကောင်းစစ်စစ်လို့မရတော့အဲ့ဒါကိုပြောတာဖြစ်တယ်အဲ့လိုမျိုးတဲ့ဒီ black တွဲပြားတွေများရတယ်ဆိုတာအဲ့ဘယ်အချိန်မျိုးမှာဖြစ်လဲဆိုရင် ီဗေရှင်မျိုးမှာဖြစ်တတ်သေးတယ်ဆိုရင်ဒီ R3 ဆိုတဲ့သွေးကြောတွေအဲ walls နေရဆို speakerless flexible flexible ဖြစ်တာနည်းသွားမယ်ဘယ်ကြောင့်ဘာကြောင့်နည်းသွားတဲ့အခါမျိုးမှာဆို due to တော့ကြောင့် PS ဆိုတာတိဆောက်မှုကြောင့် off the plate place ဆိုတဲ့ဒီအပြားခဲတွေပေါ့နော် place တွေပဲအပြားခဲတွေအဲ့မှာ black lock လည်းပါမယ် white plus လည်းပါရပါမယ်ပေါ့နော်အဲ့အပြားခဲတိဆောက်မှုကြောင့်တဲ့ဒီအာသွေးကြောတွေရဲ့နေရ become less flexible မလုံးဝဖိန်းလို့မတော့ဘူးเนาะ archery ပဲတုံးတယ်ဒီဒီနောက်ပိုင်းမှာရှိရဲ့တွေးကြောရင်လည်းပတ်သက်တာဟာမှန်များဘာလို့ archery ပဲတုံးတယ်ဘာလို့ archery ပဲတုံးလို့ရှိရင်ဘုံလဲဆိုရင်ဒီတွေးဖျားများတယ်နည်းတယ်ဆိုတာကဘယ်လိုလဲဆိုရင်တွေးပွတ်လွတ်တဲ့နေရာကနေရာနေအဓိကဖြစ်တဲ့အတွက်ကြောင့်ဒီတွေးဖျားများတယ်နည်းတယ်ဥစ္စာကတွေးပွတ်လွတ်တဲ့နှလုံးကနေလာတဲ့အတွက်ကြောင့် archery တွေးရင်ထောက်ပံ့မြေတွေးကြောအကြောင်းနဲ့အဓိကပြောရတာဖြစ်တယ်ပေါ့နော်အဲအဲမမအာဒီတွေးပွတ်လွတ်တာအတားအဆီးဖြစ်စေတဲ့ တဲ့ဒီ platelet တွေက platelet တွေအကြောင်းပေါ့နော်အဲ့ဒီအတွက်ကြောင့်သွေးပွတ်လွတ်တဲ့သွေးကြောအကြောင်းပဲဒီမှာသွေးကြောမှာ artery ဆိုပြီးတော့ပဲသုံးပါးချင်းဖြစ်တယ် began less flexible အသူရဲ့ဒီပေါ့သူရဲ့ flexible အဲဒီပုံစံတကျဖြစ်ပွားသူကနည်းသွားတယ်ပေါ့နော်အဲကြောင့်ဂျူးတူဘယ်ကြောင့်ဆိုလဲ platelet ဒီ plate ကြောင့်တဲ့ platelet ကြောင့်ဖြစ်ပါလေတဲ့ this mean အဲ့အတိတ်ပဲတော့တဲ့ the rise blood pressure can be the result of the atherosclerosis အဲ့ဒီဗျာ the rise blood pressure အာတွေးပြရမြင်လာခြင်း can be the reserves အဲဖြစ်နိုင်ပါတယ် the reserves ဆိုရရလက် atherosclerosis atherosclerosis ဆိုရဒီ atherosclerosis ရဲ့အကြောင်းဖြစ်နိုင်ပါတယ်တဲ့ဒီ measuring blood pressure measuring ဆိုတာတိုင်းတာရင် blood pressure ဒီတွေးပြရကိုတိုင်းတာခြင်းဆို is used as an indicator အဲ့လာဟုတ်တဲ့ indicator တစ်ခုအနေနဲ့ indicator ဆိုတာကဘာလဲဆိုရင်ညွှန်ပြကိရိယာတစ်ခုအနေနဲ့သုံးတယ်မှာဖယ်ရွက်လဲဆို of both blood ahead and ဘလတ်ဗဇင်နှလုံးနဲ့နှလုံးနဲ့အနှလုံးနဲ့အဲသွေးကြောတွေအတွက်သင်္ကေတအဖြစ်သူကအအသုံးပြုနိုင်ပါတယ်ဒီမှာဆိုရင်ပေါ့နော်အသီရိုစကလီတစ်ဖြစ်တယ်အသီရိုစကလီတစ်ဖြစ်ကနေနှလုံးမှာဗာလဲဆိုရင်ဒီမှာသွေးဖိအားကြီးများလာတယ်သွေးဖိအားများလာတယ်ဘယ်နှလုံးသွေးကြောမှာအသွေးဖိအားများလာတယ်သွေးဖိအားများလာပြောလို့တိုင်းကြည့်လိုက်တဲ့ဆောင်မှာဗာဖြစ်လဲဆိုရင်ဒီမှာသွေးဖိအားအများအမျိုးဖြစ်နိုင်ပါတယ်အဲအကြောင်းပါလဲ ဒီသွေးပြာတိုင်းတာရင်မရှာရဲ့ blood pressure ဖဲအတွက်လည်းဆိုရင်အာနှလုံးအတွက်နောက်တစ်ခုပါလဲ blood vessel အတွက်ဘာဖြစ်မလဲဆိုရင် indicator ဖြစ်ပါပဲတဲ့နောက်တစ်ခုကြတော့ပါလဲဆိုရင် diet and obesity diet and obesity ကြတော့ဒါအရှိမပြောခဲ့တဲ့ modifiable risk factor တွေမှာအာပါတဲ့ diet ဆိုတော့ဒီ အဲဒီစားသော opposite ဒီတော့အဝါလွန်ခြင်းလူတော်များသိကြအဝါလွန်တဲ့သူတွေကပါလေနှလုံးယောဂါစိကြွေးသွေးကြုံနဲ့ဒီသွေးတို့ခြင်းယောဂါကိုခံစားရလည်းရှိရဲ့အဲအကြောင်းအင်ဂျင်မာဆိုရင်နှလုံးယောဂါဖြစ်စေအကြောင်းမှာလေဒီအဝါလွန်ခြင်းဒီအစအဝါလွန်ခြင်းအစားသောက်နေချိန်လည်းအရင်ကိုအရေးပါပဲဘောနော် and increasing အဲအစားသောက်နေချိန်လည်းအရေးပါ and increasing မြင့်တက်လာတဲ့ number ဆိုတာကအရေးအတွက် of steady လေးလာမှုတွေမြင့်တက်လာတဲ့လေးလာမှုတွေပိုပြီးတိုးတိုးပြီးတော့လေးလာ increasing ဆိုတာပိုပြီးတိုးတိုးပြီးတော့ လေးလာနေတဲ့လေးလာမှုဟာလေးလာမှုဒီအရာပေါ့နော်အနမ်ပါအော့ဆိုတာတခုလို့ပြောတာမဟုတ်သူကဟာအရေအတွက်မြန်များပြောချင်လို့ရှင်သူကအနမ်ပါအော့မြောင်များစွာသောလို့ဆိုမျိုးသူကအဲ့လိုသုံးခြင်းဖြစ်တယ်အားရောက်ဒီမှာသူပါတော့လိုက်စင် suggest ဆိုပြီးတော့တော့လိုက်နော် s မပါအောင် suggest လို့ပဲတော့လိုက်တယ် suggest ဆို that being overweight being ဆိုတာဖြစ်ခြင်း overweight ဆိုတာအဝါလွန်ခြင်းဟာတဲ့ဒီမှာနော် being human ဆိုလူသားဖြစ်ခြင်း being hungry ဆိုရင် by one by စာချင်း ဘီယင်း overweight အာဘီယင်းဘီယင်းအတီချာဆိုရင်ဆရာဆရာမဖြစ်ချင်းဘီယင်းနဲ့ဒေါက်တာဆိုရင်အာဘီယင်းရဲ့ဒေါက်တာ is not easy ဆိုရင်ဆရာအောင်ကြောက်ဖြစ်ရတာမလွယ်ဘူးလို့ပြောဒီမှာဆိုလဲဘီယင်း overweight အဝါလွန်ချင်တာဆိုရင် does not does not directly does not ဆိုတာမလုပ်ပါဘူး directly ဆိုတာ diet affect the result the developing activity ဒီအဝါလွန်ချင် does not directly does not directly ဆိုတာ diet uh does not dryly affect diet affect ဆိုတက်ရောက်တယ် diet မတက်ရောက်ပါဘူးလေ the result the result ဆိုကြ of the developing cvd ဒီ cvd ဖြစ်ပေါ်လာခြင်းကိုသူက diet တော့မလုပ်ဘူးဒါပဲမဲ့တဲ့သူကတခြားသောအရာတွေဥပမာဆိုရင်ဘဝလုံးနဲ့ကြောက်တွေးတိုးတယ်တွေးတိုးရတာဒီမှာနှလုံးရောဂါဖြစ်လာတယ်နောက်အဝါလုံးနဲ့နေရာမှာအာစိကျွတ်သွေးကျွတ်ဖြစ်တယ်စိကျွတ်သွေးကျွတ်ဖြစ်လာမှာမှာနှလုံးရောဂါဖြစ်လာတယ်ဒါရိုက်တော့သူဆိုင်မဆိုင်ဘလို့ဆိုင်လဲဆိုတွေ့ဝိုက်တယ်နေဆိုင်အားရောက်သူကဘာကိုပြောထားလဲဆိုရင် နော်ဖတ်တဲ့ဒါပဲ it is a very important indicator it is အာကအဲ့ဒါရာကတော့တဲ့ is a very enormous important အရေးကြီးတဲ့ indicator ဆိုတာပါလဲဆိုရင်အချက်ပြအရာဖြစ်တယ်တဲ့ of the risk ဒီဆိုဂျိုးရဲ့အဲအချက်ပြတစ်ခုတစ်ခုဖြစ်တယ်ဗောနော်မှတ်ဆိုရင်အာဗောလူတရားအဝါလွန်လာမွန်လာဆိုတာပါလဲသူအလေးချိန်တိုင်းပြီးတော့သိနိုင်တယ်ဗောနော်သူရဲ့ခန္ဓာကိုယ်လေးချိန်တိုင်းပြီးသိနိုင်တယ်အဲ့လိုပဲလေးချောက်တွေးတွန်းလာမတွေးတွန်းလာဆိုတာလဲဘာနဲ့တိုင်းနိုင်လဲဆိုရင် ဒီတွေ့အာပေါ့ measure the blood pressure လို့ပြောတိုင်းနေတယ်ပေါ့နော် most scientists ဒီစိတ်ဗျပညာရှင်တွေအားစိတ်ဗျပညာရှင်ဆိုတာကဘာလို့လဲဆိုရင်သူအဖယ်အကြောင်းအကြောင်းဖြစ်လဲဆိုတာကိုဆက်ဆက်ကြတာပေါ့နော် most scientists ဒီစိတ်ဗျပညာရှင်တွေကစိတ်ဗျပညာရှင်တွေအားဆိုလို့ရှိရင်တိတ်တွေးထင်ကြပါတယ် the that the best ကောင်းဆုံးတော့ predator အခံမမှု of the future activity အနာဂတ်ရဲ့အာနှလုံးရောဂါကိုအကောင်းဆုံးသောအာဒီခံမမှုဟာဆိုလို့ရှိရင်ဒါဆိုရင်ဒီမှာဆိုရင်သူကခံမမှုနှစ်ခုပြောသွားတယ်ဗါလို့ဆို diet and obesity အာအစာတောက်နဲ့အဝါလွန်ခြင်းစားသောက်နဲ့အဝါလွန်ခြင်းရလဲအဲအဲ့ဒါကိုလည်း indicator နဲ့သတ်မှတ်လို့ရတယ်နောက်ပါလဲ measure blood pressure ကိုလည်း ဒီမှာ indicator အနေနဲ့လုံးလို့ရဟို inertial blood pressure ကိုလည်း indicator အနေနဲ့ဖြစ်နိုင်ကြအောင်သူကရှင်းပြခဲ့ပြီဖြစ်တယ်အဲ့ဒီကဟုဒါပေမဲ့ scientist ဒီသိပ္ပံဉာဏ်ရှင်ကဘယ်လိုတွေးရှင်းရလဲဆိုလို့ရှိရင်အနာဂတ်ရဲ့ CVD အနာဂတ်မှာဖြစ်နိုင်ကြီးရှိရဲ့အဲနှလုံးရောဂါရောဖေရနဲ့ပတ်သက်နိုင်စီရှိတယ်ဆိုလို့ရှိရင် where fat is stored on the body where ဆိုတာဖေနေရာမှာ fat is stored on the body အဆီအားခန္ဓာကိုယ်ရဲ့ဖေနေရာမှာ ရှိတယ်လေနောက်နောက်နှစ်ချက်ကပါဆို how much and exercise a person does လူတယောက်ကလူတယောက်ကအဟောင်းမက်ဆိုဘလောက်များများ exercise ဆိုတာ၄ချိန်ခန်း upper and test ၄ချိန်ခန်းဘလောက်များများကိုလူတယောက်ကပြုလုပ်သူလဲချို့ရအဝါလုံးနဲ့မျိုးရိုးရှိအဝါလုံးနဲ့ဟိုင်းမပါတယ်၄ချိန်ခန်းလုပ်ရကျတော့သူကပိန်သွားတယ်အဲ့လို၄ချိန်ခန်းပြုလုပ်လဲ the level အဲဆိုတာအဆင့် of the different phase of the blood သွေးထဲမှာအာဒီပေါ့ level ဆိုတာအဆင့် different phase ဆိုတာမတူညီတဲ့ဒီအစီအရေကစီရီရဲ့ အမျိုးအစားမတူညီတဲ့အစီအစဉ်ရဲ့မျိုးအစား level တွေဘယ်လောက်ရှိတယ်လဲပုံမူကြည့်ပြီးတိုင်းနိုင်ပါတယ်။မှဆိုလို့ရှိရင်ဒါကတော့သူက giant opacity အကြောင်းသူကရှင်းပြထားပါတော့။ဒီအစားအသောက်ကိုဘယ်လိုချင့်ချင်ရမလဲဆိုတဲ့အကြောင်းသူကရှင်းပြထားတယ်။နောက်တစ်ခါကျတော့ key reader မှာဒါအရှိမသိခဲ့ရတာ genetic ဒါ genetic ရောက်လဲဖြစ်နေတယ်။ဟိုအချင်းရောက်ရော gender ရောက်လဲဖြစ်နေတယ်။ gene ရောက်ဖြစ်နေတယ်။ကျွန်တော်ဒါပဲမဲတဲ့အဲ့လိုမျိုးရှိပေမဲ့ အလူတွေအများကြီးမှာအဲ့လိုမျိုးပေါ့မတူညီရာရှိတယ်။ဟောလူကသူ့အဝါလုံးနဲ့မျိုးရိုးတွေရှိရမျိုးလည်းဖြစ်နိုင်တယ်။အဲဒါပေမဲ့သူကဘာလဲဆိုရင်ဘလို့အဓိကကနောက်ဆုံးမှာဘလို့ဖြစ်သွားလဲဆိုရင်သူ့ရဲ့လေ့ကျင့်ကဘလောက်လုပ်လဲ။ဒါပေမဲ့အဝါလုံးတွေကဘာလေ့ကျင့်ကဘလောက်လုပ်လဲ။လေ့ကျင့်ကများများလုပ်လား။နောက် first storage ဒီအစီအရာသူ့ရဲ့ခန္ဓာကိုယ်မှာဖင်မတူလောင်လို့ရှိရင်နှလုံးလားအစဲလားအဆုတ်လားဘာလို့ဆုတ်တော့မဟုတ်ဘောနှလုံးလားအသေးလားအဲ့လိုမျိုးပေါ့နော်အဲ့လိုကဘာလဲဆိုရင် blood fat ။ဒါသွေးကျွင်းတခြားတဲ့ဘလောက်ရှိလဲ။အဲ့လောက်တိုင်းတာပြီးတော့ဒီမှာသူကသွေးကျွင်းယောဂဖြစ်နိုင်လားဟုတ်ပဲနဲ့ပါလေ။ဒီအနှလုံးယောဂအမို sorry သွေးကျွင်းယောဂဖြစ်နိုင်လားပြီးတော့အဲ့ဒီကနေနှလုံးယောဂဖြစ်နိုင်လားဆိုပြီးတော့အဲ့လိုတိုင်းတာလို့ရပါလေတဲ့။ဒါကြတော့ခဏကမှအစီဘလောက်တူတော်လဲဆိုတော့ပြောပြတာပါနော်။အဒီကတော့1 byte byte နဲ့တင်ပိုင်းနေမှာအဓိကတို့လောင်းနေပါတော့အဲ့လိုဖြစ်တယ်အဲ့လိုမျိုးကြည့်ပြောတာဝါလွန်လားမွန်လားဆိုတော့အဲ့လိုမျိုးဖွဲနိုင်နေပါတော့ နောက်နှစ်ချက်ရှိပါသေးတယ်တူအာသာဖတ်တာအာအတူဆိုတာနှစ်ခုအာသာဖတ်စာအခြားသောအချက်နှစ်ချက်ရှိပါတယ် push are off man အဲ့ဒါတခါကျမှ a drive reserve ဆိုတာ being overweight a drive reserve ဆိုတာက diet ရလဲ being overweight အဝလွန်ခြင်းကြောင့် diet ရလဲဖြစ်တယ်တဲ့အဲ့ကောင်တွေကဘာလို့လဲဆိုရင် do လုံးစေ increase ဆိုတာမြင့်တက်စေ the risk of the atherosclerosis atherosclerosis ရဲ့ risk ဆိုးကျိုးကို increase မြင့်တက်စေ passivity ဒီအလုံးနဲ့ပတ်သက်တဲ့ယောဂရရဲ့ဆိုချိုလည်းမြင့်တယ်ဟုတ်ပြီတော်တော်များများပါလေ atherosclerosis ဆိုချိုမြင့်တဲ့စဉ်အကြောင်း CVD ကပါတယ်ပေါ့နော်အဲ့လိုမျိုးမှတ်လို့ရတော်တော်များများအဲ့လိုတွဲတွဲပြီးပါလို့ atherosclerosis ဖြစ်ဖြစ် CVD ဖြစ်တယ်အဲ CVD လို့ပြောပြီးရင်တော့ atherosclerosis ကိုထပ်ပြီးပြောစရာမလိုတော့ဘူးပေါ့နော်အဲ့ကြောင့် CVD ဆိုရင်တော်တော်များ CVD လောက်ပဲပြီးသွားတာအဲ့လိုပဲပေါ့အဲ့လိုပဲရေးထားတယ်ဟာလာကတဲ့သူကအချာခဏတော့လည်းသူပြောခဲ့ပြီးပြီခဏတော့လည်းသူပြောခဲ့ပြီးပြီဒါပေမဲ့ဒီမှာပေါ့နော်ပြန်ပြီးတော့ အာဒိုင်ရိုက်ဒရိုက်ရက်ဆက်ဒိုင်ရိုက်အဝါအော်ဟုတ်ပြီအဝါလွန်ခြင်းကြောင့်အဝါလွန်ခြင်းကြောင့်ဖြစ်တဲ့ဒီပေါ့နော်ဒါကဒရိုက်ရက်ဆက်ဆိုဘင်းအိုဘာဝဲအဝါလွန်ခြင်းကြောင့်ဖြစ်တဲ့အရာလက်ဒီနှစ်ခုကကြတော့ဒီဒီမှာပြမယ်အရာတွေကဘာလဲဆိုရင်အာအဝါလွန်ခြင်းကြောင့်ဖြစ်တဲ့နှစ်ခုဖြစ်တယ်ပါဆိုလို့ရှိရင်ပေါ့နော်သွေးအာဒီမော့ ဒီဒီမှာဆိုရင် high blood pressure တွေးတွန်းခြင်းတွေးတွန်းခြင်းနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အာ type 2 diabetes စီးကျူးသွေးကြောယောဂနှစ်မျိုးအဲ့ဒါအရာဘာလဲဆိုလို့ရှိရင်အာပြန်ပြောကြမှာဟာခဏလည်း high blood pressure ရှင်းပြီးသွားပြီအာဒါကဘာလို့ပြန်ရှင်းပြရလဲဆိုဟုတ်ပြီဒါကဘာလဲဆိုရင်အခုအာတင်နေတဲ့ပေါ့နော်အခုပြောနေတဲ့ overweight overweight အကြောင်း overweight ကြောင့်ဖြစ်စေတဲ့အာယောဂနှစ်မျိုးအဲ့ယောဂနှစ်မျိုးကဘာဖြစ်လဲဆိုအခဏကကျွန်တော်ပြောခဲ့သလိုပဲ အဝါလွန်နဲ့အဝါလွန်တွေအကြောင်းရောက်သွေးတိုးတယ်အဝါလွန်တွေကြောင့်ဆီးချိုသွေးချိုယောဂါဖြစ်တယ်အဲ့ဒီအတွက်ကြောင့်နှလုံးယောဂါဖြစ်တယ်ဒါအဲ့လိုသွားတာပေါ့နော်ဒါဆိုအဝါလွန်တွေကြောင့်ကွန်နက်ရှင်သွားဆက်ဆက်မှုတွေဖြစ်နေပေါ့နော်အာသွေးသွေးတိုးတယ်ပေါ့ဒါသွေးတိုးတယ်အကြောင်းဒါအဝါလွန်တွေတို့ကြောင့်အာသွေးတိုးတယ်ဘာလို့ကပါလဲဆိုရင်ဒီဆီးချိုသွေးချိုယောဂါအဖြစ်လာမှာเนาะအဲ့လိုမျိုးပေါ့အဲ့လိုမျိုးသွားတဲ့ဥစ္စာမျိုးပြောတာဒါဆိုရင်ဒီဟာကဘာလဲဆိုတော့ direct reverse of the being overweight ဒီအဝါလွန်ခြင်းကြောင့်ဖြစ်တဲ့ရာလတ်နှစ်ခုအဲ့ကောင်တွေကဘာလဲဆိုတော့ဒီ ကဘာရည်လဲဆိုရင်သူက atherosclerosis နဲ့ CVDO ကတွားပြောဖြစ်စေဟုတ်ပြီနော်အဲ့လိုမျိုးမှတ်လို့ရပါတယ် high blood pressure ကြီးတွေးတိုးခြင်းအားဆိုရင်ねအဲဒါကဘာရည်တွေးတိုးခြင်းလဲဆိုဘာကြောင့်တွေးတိုးခြင်းလဲဆိုရင်သူကဘာလဲဆိုရင်အဝါလွန်ခြင်းကြောင့်တွေးတိုးခြင်းပေါ့နော်အဲဒီပါဆိုအဝါလွန်ခြင်းကောင်းစားအောင်ရှိရကြအဝါလွန်ခြင်းကြောင့်တွေးတိုးခြင်းအဲ့မှာဆိုရင် which causes အဲ့ကောင်နေရာမှာ increase မြင့်တက်စေတယ် the risk or the risk or damage to blood vessel lining risk ဆိုတာကဆိုကြ damage ဆိုတာထိခိုက်မှု on to the blood vessel line တွေးကြောတွေရဲ့နေရန်နိုင်လေးစွာနေရန်တွေးကြောရဲ့နေရန်ကို risk soju of the damage ထိခိုက်မှု soju ကိုမြင့်တက်စေတယ်အဲဆိုတာဘာပြောချင်တာလဲဆိုရင်ဒီတွေးတွေးချင်းရောတွေးကြောနေရန်တွေကိုပျက်စီးစေရပါတော့နောက်တစ်ခုပါလဲဆိုရင် so our play formation เนี่ยตัว opio နောက်တစ်ခုပါလဲ play formation ဒီตัวဒီမှာ data data ဒီဒီဘိုင်းเนาะ increase ကနေတွေ့တယ်လို့လာမှာ plate formation ဒီသွေးကဲပြားတွေတိုးလာခြင်းလည်း increases တိုးစေပါတယ်တဲ့ဒီ dimension တူနေမဆိုင်အောင်เนาะဒါသူက plate formation ဆိုတာဘာပြရလဲဆိုလို့ရှိရင်ဒါ increase of plate formation ပေါ့เนาะ increase ဆိုတာတိုးစေရယ် global အတိုးစေမလဲဆိုတော့ plate formation ဒီသွေးကဲပြားတွေဖြစ်ပေါ်လာခြင်းကိုတိုးစေတယ်တဲ့ဒီမှာဆိုသူပြထားတာပေါ့เนาะဒီအကြောင်းပဲသူလောက်ထားရချင်ပါတယ်ဒါဆိုရင်သွေးတိုးတာပေါ့เนาะသွေးတိုးတာဆိုရင်ဒီမှာဆိုလို့ရှိရင်အဝါလွန်နေเนาะဒီမှာဘလုံးကတေချာပြရတယ်အဝါလွန်ဘာလွန်လဲကြောက်ပါပြည့်တယ် ွေးကျိုးတယ်သွေးကျိုးတယ်မှာသွေးကျိုးမှာတခြားတက်တီများတယ်မျိုးဖြစ်တယ်အမဟိုက်ဘလတ်ပရက်ရှာဖြစ်ပြီးဟိုက်ဘလတ်ပရက်ရှာဖြစ်ပြီးသွေးဖိအားများတယ်များတဲ့အတွက်ကြောင့်ပါလေသွေးကြောတွေကဒီမှာပေါက်ပြဲတာကြီးဖြစ်တတ်တယ်သွေးရောပေါက်ပြဲတာကြီးဖြစ်တတ်တယ်နော်သွေးကြောနေရည်ကိုထိခိုက်တယ်ပွန်းတယ်ပဲ့တယ်ဖြစ်တယ်ဖြစ်တဲ့နေရည်ကိုပါလေဒီ plate တွေကလာပြီးပိတ်တယ်အဲ့မှာအာခဏခဏဖြစ်ထိခိုက်တာများ plate တွေကပိတ်တာများပြောလိုရာထက်များပြောဒီမှာပါလေမှာပါလေ plate formation တွေဖြစ်ပြော အာဒီအရှိမပြောခဲ့တဲ့ platform formation ပြီးဖြစ်ပြီး atherosclerosis ဖြစ်ပြီးနှလုံးရောဂါဥတည်စီရပါတော့အဲ့ဒါကိုတော့ပြောပြတာဖြစ်တယ်ဒီမှာကျတော့ဗာလဲဆိုရင်အဝါလွန်ကျင်ကျောက်ဖြစ်တဲ့အဲဆီချိုသွေးချိုယောဂါနှမျိုး type 2 diabetes ဝါဆီချိုသွေးချိုယောဂါနှမျိုးမဟုတ်အဆင့်နှစ်ရှိတဲ့ဆီချိုသွေးချိုယောဂါเนาะအဆင့်နှစ်ရှိတဲ့ဆီချိုသွေးချိုယောဂါ type 2 diabetes ဆိုတာဗာလဲဆိုလို့ရှိရင်ဒီအဝါလွန်ကျင်ကျောက်ဖြစ်တဲ့အဆင့်နှစ်ဆီချိုသွေးချိုယောဂါ type 2 diabetes အဆင့်နှစ်ဆီချိုယောဂါဆိုလို့ရှိရင်ね this can result အရာလက်ဖြစ်စေတဲ့ in damage of the lining of the blood vessel ဘယ်လိုဖြစ်စေ damage ဆိုတာချိတ်ကျစေတော့ lining of the blood vessel သိတော့မကွာပါလဲဆိုရင် lining ဆိုတာလည်းနေရန် of the blood vessel သွေးကြောရဲ့နေရန်ကိုဘာလဲဆိုရင် damage ချိတ်ကျမှုဖြစ်စေအရာလက်ကိုဖြစ်စေ which increases အဲ့လိုမျိုးတဲ့ OB သူလဲဘာလဲဆိုရင်သွေးကြောရဲ့နေရန်ကိုချိတ်ကျမှုအရာလက်ကိုဖြစ်စေတဲ့အဲ့လိုမျိုးကဘာဖြစ်စေလဲဆိုရင် which increases အဲ့ဒါကမြစ်တဲ့ the risk of the plate formation plate formation ရဲ့ the plate formation ကို အဲ play formation ဖြစ်ချင်းသူကမှန်ပြောရင်သူကဒီမှာပါထည့်ပေးရတယ်ဆိုလို့ရှိရင်တော့ increase တိုးစေတယ်တခုခုတိုးစေတယ်ဘယ်တော့တိုးစေကောင်းတဲ့အရာဆိုရင်သူဘာမှမထည့်တာကိုဆိုးကျိုးဖြစ်စေတိုးတယ်ဆိုသူကဘာကိုထည့်ထားရထားပြီလဲဆိုရင် risk ကိုထည့်ထည့်ထားပြီပေါ့နော်မှာဆိုရင် resource cvd increase the resource cvd cvd ဖြစ်တာကောင်းလားမကောင်းလေမကောင်းတဲ့အတွက်ကြောက်ပါလေမကောင်းတဲ့အရာတွေတိုးလာရဲဆိုရင်သူကအရှိမ resource ဆိုပြီးတော့ထည့်ထည့်လေးရှိရဲဒါမှမဟုတ် play formation နဲ့ ဖြစ်တာရမ်းများတာကောင်းလားမကောင်းဘူးလေဘာဖြစ်လဲမကောင်းတဲ့အတွက်ကြောင့်သူ့ဘာထည့်ပေးထားလဲဆိုရင် risk ဆိုပြီးတော့ထည့်ထားပြီးတော့ increase the risk of play formation play formation play ဖြစ်ပေါ်ခြင်းကိုတိုးစေတယ်ပြေပြောခြင်းဆိုချိုးကိုတိုးစေရပါတော့ bunny steady တဲ့များစွာသောလေးလာမှုတွေဟာတဲ့ are steady စတင်ပါတယ် to find ရှာဖွေဖို့တဲ့ that increases of the developing a disease increases the risk increase or mitigate the risk or associate of the developing ဖြစ်ပေါ်လာခြင်း a disease ရောဂါတစ်ခုဖြစ်ပေါ်လာခြင်းကွာတဲ့ရောဂါတစ်ခုဖြစ်ပေါ်လာခြင်းအကြောင်းချက်မကိုတဲ့သူတို့ကဘာရှာစတင်ရှာဖွေတွေ့ရှိလာတယ်ဗောနော်ဘာလဲဆိုရင် often အဲ့ဒါကဖြစ်နိုင်ပါ due to a combination of factor အကြောင်းအချက်တွေစုပေါင်းပြီးတော့မှဖြစ်လာခြင်းလို့သူတို့ကတွေ့ရှိရပါတယ်တဲ့အဲ့သူတို့ဒါဘာပြောချင်လဲဆိုရင်သူတည်တနာရရှာဖွေတွေ့ရှိရဘာအောင်ရှာဖွေတွေ့လို့ရှိလဲဆိုရင်နှလုံးရောဂါဖြစ်တယ်ဆိုရင်အာ နှလုံးယောဂါဖြစ်တယ်ဆိုလို့ရှိရင်ဒီနှလုံးယောဂါကြောက်ပဲနှလုံးယောဂါတခုဖြစ်မယ်ဆိုရင်တစ်ခေတ်ဆိုပြီးနှလုံးယောဂါတန်းဖြစ်တာမဟုတ်ဘူးဖားလေအကြောင်းချက်တွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းသွားပြောပြတာအကြောင်းချက်တွေပေါင်းပြီးတော့မှနှလုံးယောဂါဖြစ်လာတာဆိုပြီးတော့သွားရှင်းပြတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကိုတွေ့ရှိရတယ်အဲအကြောင်းပါလဲဆိုရင်အဲ့ဒီအကြောင်းချက်တွေဒီ combination of factor အကြောင်းချက်တွေပေါင်းပြီးတော့ဖြစ်လာနိုင်တဲ့နေရာမှာကိုတက်နိုင်သလောက တော့အကြောင်းချက်ကဘယ်နှစ်ချက်ရှိနေဆိုရင်ဒီမှာဆိုရင်နှစ်ချက်ရှိမယ်တစ်ချက်ရှိမယ်ဘာပါလဲဆိုရင် modify ပဲနဲ့ non modify ပဲဆိုပြီးတော့တစ်ချက်ရှိမယ်ဟုတ်ပြီကိုကဘာလဲ modify အဲ non modify ပဲလုပ်လို့မရဘူးဘာလဲ modify ပဲလောက်လက်နိုင်ဆုံးထိရှုပ်မယ်ဆိုရင်ကိုဘာဖြစ်မလဲအသက်ရှင်ရှင်နေရတာပေါ့ဆိုစွာ non modify ပဲပြော owner တည်ရေးကိစ္စအရာဘာလဲရှောင်လွှဲလို့မရဘူးဒါပေမဲ့ဘာလဲ modify ပဲကိစ္စတွေကိုကိုထိမ့်သိမ့်ပြောရှောင်လွှဲလို့ရတယ်တဲ့အဲအကြောင်းဘာလဲဒီယောဂါကဘာပဲဖြစ်ဒီယောဂါတကူကဘာလဲဆိုရင်နှစ်ခု factor နှစ်ခု factor တွေပေါင်းစည်းခြင်းကြောင့်ဖြစ်လာတယ်။ဘာ factor လဲဆိုရင်အနည်းဆုံးမှတ်မယ်ဆိုရင် modify ပဲနဲ့ non modify ပဲ factor ကြောင့်ဖြစ်တယ်ပေါ့နော်။ဒါဆိုရင်ဒါဒီ control and management ပေါ့နော်။ဒီခဏပဲ modify ပဲဆိုဘာလုပ်မလဲ။ control and management ဆိုဘာတွေးတိုးတာရောဘာလို့ဆိုလဲ။အဲဆိုရင် regular size နဲ့ short ချမယ်။အဝါလုံးလာဆို regular size နဲ့ short ချမယ်။နောက်ပါလဲ cholesterol တွေကို control လုပ်ဖို့ဘာနဲ့ short ချမယ်ဆိုရင် sweat ဆိုတဲ့စိတ်ဖိစီးမှုတွေ short ချပြီး short ချမယ်ပေါ့နော်။ဒါဆိုရင်နှလုံးရောဂါဖြစ်စေတဲ့အဥ္စာကိုဘယ်လိုတားဆီးမလဲဆိုရင် ခွက်ချမ်းမအောင်နေမယ်။နောက် HDL ရေပေါ့။ဗိုက်ဒီတွေးပြရတိချာတိုင်းကြပြီးတော့အဲ့တော့ထင်းကြည့်ပြီးနေမယ်ဆိုနှလုံးရောဂါချမ်းမအောင်အောင်ဖြစ်လာမှာเนาะဒီနှလုံးရောဂါဖြစ်ကြုံတားဆီးနိုင်ပေတဲ့။ဖို့ဒီဗီဒီယိုမှာတော့အာပေါ့နော်ဒီအဲ modifiable risk factor အကြောင်းအကုန်ရှင်းပြပေးခဲ့ရတယ်။ဒီမှာအဓိကရှင်းပြခဲ့ရတာ obesity ၊ diet obesity အကြောင်းရှင်းပြရတယ်။နောက်တစ်ခု diet obesity ရဲ့ကြောင်ဖြစ်တဲ့ diet obesity ကြောင်ဖြစ်တဲ့ဒီအဓိကကလည်း obesity ကြောင်ဖြစ်တဲ့ result နှစ်မျိုးက reset နှစ်မျိုးကြောင်းရှင်းပြခဲ့တယ်အဲ reset နှစ်မျိုးဘာလဲဆိုရင် high blood အာ high blood pressure ရဲ့ high blood pressure အမှန်ဆိုရင်မဟုတ် high blood pressure လည်းရှင်းပြခဲ့တယ်ဘာလို့ခုဘာကိုရှင်းပြခဲ့တယ်ဆိုတော့ diet obesity ကြောင်းလည်းရှင်းပြတယ်ဘာလို့ပါလဲ diet obesity ကြောင်းဖြစ်တဲ့ reset နှစ်မျိုးအဲ reset နှစ်မျိုးက high blood pressure နဲ့ diabetes စီးကျိုးသွေးကျိုးနဲ့သွေးကျိုးရောဂါနဲ့ဆွေးသွေးကျိုးတာနဲ့ဖိဖိယားများနဲ့စီးကျိုးသွေးကျိုးအဲ့နှစ်ခုကနှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့အတွက်ကြောင့်အဲ့နှစ်ခုကိုဟိုရှင်းပြပေးခဲ့တယ်ဖြစ်တယ်အာ အခုပေါ့နော်ဒါပြီးပြီဒါဆိုရင်ဒီဗီဒီယိုကြည့်ပါ အာပြောတစ်ခေါက်အနည်းဆုံးပေါ့ပြန်ဖတ်ပါ ပြန်ဖတ်ပြီးရေးပြနေအောင်ကြိုးစားပါအာပြောဒီဗီဒီယိုနဲ့ပတ်သက်ပြီးမရှင်းတာရှိရင်ဆိုရင်လည်းအောက်မှာ comment မှာရေးမှန်းခဲ့ပြီးလို့ရပါတယ်သိချင်တာရှိရင်လည်းမေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်အစီအစဉ်ကြပါစို့